ခုပြောပြမယ့်အဖြစ်အပျက်က1945ခုနှစ်ဒုတိယကမ္ဘာစစ်အဆုံးသတ်ခံနေမှာဖြစ်ခဲ့တာပါဂျပန်တပ်တွေကဗမာပြည်ကိုထိန်းချုပ်ထားပြီးမလေးရှားအိန္ဒိယအထိတိုက်ပွဲများစွာချဲ့ထွင်တိုက်ခိုက်ခဲ့ပါတယ်အဲဒါလိုလုပ်နေတဲ့ဂျပန်တပ်တွေကိုမဟာမိတ်စစ်တပ်တွေကတဖြည်းဖြည်းနောက်ဆုတ်ဆီးခဲ့ပါတယ်အဲ့ဒီအချိန်တုန်းကဂျပန်တွေကမြန်မာနိုင်ငံရခိုင်ပြည်နယ်ကရန်ပြေကျွန်းမှာအခြေချပြီးခုခံတိုက်ခိုက်ခဲ့ကြတာပါ ရံပြေကျွန်းဆိုတာရခိုင်ကဲယူရန်ဒေတာမှာအကြီးဆုံးကျွန်းဖြစ်ပါတယ်ရခိုင်ကဲယူရန်နေမဟုတ်ပါဘူးသူကဒီဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ကဲယူရန်တစ်လျှောက်မှာလဲအကြီးဆုံးကျွန်းမှာပဲဒီမှာကဂျပန်နေအတွက်စကန်ဆောက်ပြီးကောင်းကောင်းနေနိုင်တဲ့ဒီနေရာတစ်ခုဖြစ်ပါတယ်ဒါကြောင့်ဂျပန်တက်သားတောင်းချီပြီးရံပြေကျွန်းမှာစကန်ချထားကြပါတယ်အဲအဲ့လိုစကန်ချထားတဲ့ဂျပန်တက်သားတွေကို ဗြိတိရှစစ်တပ်ရဲ့အမေရိကန်ကအကူအညီပေးထားတဲ့အိန္ဒိယတပ်တွေကစပြီးတိုက်ခိုက်ပါတယ်။နောက်ဆုံးမှာဂျပန်တပ်သားတထောင်ခန့်ဟာ ခုခံနိုင်ခြင်းမရှိတော့ဘဲကျွန်းရဲ့အနက်ဆုံးဖြစ်တဲ့ဒီရီတော်စိန်တော်တွေကိုဆုတ်ခွာထွက်ပြေးခဲ့ရပါတယ်။သူတို့မသိသေးတာကအဲ့ဒီစိန်တော်ဟာစစ်တပ်ပူဆိုးတဲ့တေမင်းအဖြစ်သူတို့ကိုစောင့်နေတယ်ဆိုတာပါပဲ။သူတို့ဆုတ်ခွာထွက်ပြေးတဲ့နေရာက ရံမြဲကျွန်းရဲ့စိန်တော်တွေထူထပ်ပြီးမိကျောင်းတွေရှိတဲ့နေရာတစ်ခုဖြစ်ပါတယ်။အဲပြောရရင်ပင်နယ်ဘက်ကိုထွက်လို့ရတဲ့လမ်းလိုမျိုးဆက်ဆက်နေတာပေါ့။ဟိုးကလေးကဒီနေရာမှာရေငန်မိကျောင်းတွေနေထိုင်ခဲ့ကြပြီးအဲ့ဒီမိကျောင်းတွေကစိန်တော်ကြီးကိုမိခိုးပြီးတော့သူတို့ရဲ့အမဲလိုက်တဲ့နေရာအဖြစ်အသုံးချခဲ့ကြပါတယ်။အဲ့လိုကြောက်စရာကောင်းတဲ့မိကျောင်းတွေရှိတဲ့စိန်တော်ကြီးဒီရော်ကြီးတွေကိုဂျပန်တပ်သားတွေကဖျက်ဆီးခဲ့ကြရတာပါ။ အချို့တွေပြောဘူးတာကတော့ဒီနေရာကိုဒေသခံတွေတောင်မလာကြဘူးလို့သိရပါတယ်။မိယောင်းတွေအရန်ဆိုးလို့တဲ့အတွက်ကြောင့်မမိယောင်းတွေရဲ့အကြောင်းနဲ့ပတ်သက်ပြီး Rider တတိယနေမှာဂျပန်တပ်သားတထောင်ကျော်ကိုမိယောင်းတွေကဖမ်းယူတပ်ဖြတ်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ဇီဝသိပ္ပံပညာရှင်တဘာဝထိန်းသိမ်းရေးအရာရှိ Bruce Wright ကဒုတိယကမ္ဘာစစ်နောက်ပိုင်းမှာ သူရေးသားခဲ့တဲ့ Wildlife Scan 1945ဆိုတဲ့စာအုပ်ထဲမှာ ြံပြေကျွန်းမှာမိချောင်းတိုက်ခိုက်မှုအကြောင်းကိုဒရမ်မာဆန်ဆန်ထည့်သွင်းရေးသေးကြီးသားထားခဲ့ပါတယ်။အာဂျန်ပြေကျွန်းစစ်ခင်းမှာပေါ့နော်ဂျန်ပြေကျွန်းစစ်ခင်းမှာဂျပန်တပ်သားထောင်ချီရင်ငံမိချောင်းတွေကိုက်တက်ခဲ့ကြောင်းကိုသူကရေးသားခဲ့ပါတယ်။ဒါပေမဲ့တကယ်တကယ်တမ်းမှာ သူက မျက်မြင်သက်သေလည်းမဟုတ်သလိုရင်းတွေရှိကနေကိုးကားပြီးတော့ရေးသားခဲ့ရုံပဲဖြစ်ပါတယ်။ဒီချက်လက်တွေကြောင့်ဂျန်ပြေကျွန်းဟာတမိုင်းတစ်ခုဖြစ်လာပြီး လူတိုင်းကိုစိတ်ဝင်စားစေခဲ့ပါတယ်ဒီမီယောင်းတွေရဲ့အကြောင်းကို haptologic တူဖြစ်တဲ့ Steven Black က2000 2000ခုနှစ်တွေမှာရံမြေကျွန်းကိုတွားရောက်ပြီးအချက်လက်တွေကိုရှာဖွေခဲ့ပါတယ် haptologic ဆိုတာကမွေတွေမိကျောင်းတွေဖားတွေလိတ်တွေလိုမျိုးလိတ်ဆန်တွေရဲ့အမူအကျင့်တွေဇီဝဗီဒဆိုင်ယံမျိုးရိုးပြည်သားတွေကိုလေ့လာပြီး တို့ဟာတဘာဝပတ်ဝန်းကျင်ကိုဘလို့အကျိုးပြုတယ် ecosystem ဘလို့ရှိတယ်ဆိုတာကိုတကြွနွားလေတဲ့ပညာရှင်တွေပဲဖြစ်ပါတယ်ဆိုတော့ plug ကဒီကျုံးမှာနေထိုင်ခဲ့ပြီးဒုတိယကမ္ဘာစစ်တုန်းကဂျပန်စစ်သားအချို့အကြောင်းကိုပြောနိုင်တဲ့ဒီသားနေပြည်သူတွေကိုတေချာလေးမေးမြန်းပြောဆိုမှုတွေလုပ်ခဲ့ပါတယ်ပြောရင်တော့မျက်မြင်သက်သေတွေကိုရအောင်လိုက်ရှာပြီးစုံစမ်းတာပေါ့နော်သူတို့အားလုံးက အဲ့မှာဘာပြောလဲဆိုတော့တကယ်ကတော့မိချောင်းတွေရဲ့တိုက်ခိုက်မှုကြောင့်တည်ဆုံးရတာဟာဂျပန်တပ်သားအနည်းငယ်ပဲဖြစ်ပါတယ်။အယောက်တစ်ထောင်လုံးကိုမိချောင်းတွေကိုက်ဖြတ်ခဲ့တယ်ဆိုတာကမဟုတ်ပါဘူးလို့ဆိုခဲ့ပါတယ်။တကယ်တမ်းဂျပန်တပ်သားတွေတည်ဆုံးရတဲ့အကြောင်းကတော့ဆစ်ဘေးကြောင့်အစာရေစာပြတ်လတ်တာကူးဆက်ရောဂါတွေဖြစ်ပွားတာအဲ့ဒါတွေကြောင့်ပဲဖြစ်ပါတယ်။ဒီတော့ဒီအချက်တွေကအရင်ကထွက်ပေါ်ခဲ့တဲ့တည်င်းနေရာမဟုတ်ပါဘူး။ ကောလာဟာလာတွေပါလို့ပြောတေချာပြောလိုက်တယ်လို့ဖြစ်နေတော့တာပေါ့နော်အခုဆိုရင်ဒီရန်ပြဲကျွန်းမှာမိချောင်းတိုက်ခိုက်မှုဒဏ္ဍာရီကဘလို့ကြီးထွားသွားလဲတကယ်ရောဘာလဲဆိုတာကိုကြည့်ကြရအောင်ဗျာတကယ်ကတော့အဆင့်စကားတဆင့်နားနဲ့သတင်းတွေကနေမြန်မာနိုင်ငံရခိုင်ပြည်နယ်ရန်ပြဲကျွန်းကမိချောင်းတွေဟာ ဒုတိယကမ္ဘာစစ်မှာဆုတ်ခွာထွက်ပြေးလာတဲ့ဂျပန်တပ်သားတွေကိုကိုက်ဖြတ်စားသုံးခဲ့ကြရတယ်ဆိုပြီးဖော်ပြခဲ့တာကြောင့်ဖြစ်ပါတယ်။ဒီ Rider သတင်းဌာနရဲ့ Bruce Wright ရဲ့စီးရင်တွေမှာလည်းထပ်မံရေးသားကြပြီးတဲ့အချိန်မှာဒီ Dinary ကတကယ်ကြီးထွားလာခဲ့ပါတယ်။လူတိုင်းစိတ်ဝင်စားကြတယ်။ဒီတိုင်းစစ်တမ်းကြောင့်တည်ဆုံးရတယ်ဆိုတာထက်မိကျောင်းတွေကိုက်လို့တည်ဆုံးသွားတယ်ဆိုတာကပိုပြီးတော့စိတ်ဝင်စားစရာပြောကျင်စရာချက်ချားစရာကိစ္စတစ်ခုဖြစ်တယ်လို့ပေါ့လေ။ ဒါပေမဲ့2000 2000ခုနှစ်မှာစတီဗင်ပလက်ရဲ့စုံစမ်းချက်ပေါ်ထွက်လာပြီးတဲ့နောက်မှာမိချုံတိုက်ခိုက်လို့တည်ဆုံမှုက10ဦးကနေ15ဦးသာဖြစ်ပြီးအများစုကအစာရေစာပြက်လက်မှုစစ်ဘေးဒဏ်တွေနဲ့ဒီစစ်ရောဂါဖြစ်ပွားမှုတွေကြောင့်ဖြစ်ခဲ့တယ်လို့အတည်ပြုထားခဲ့ပါတယ်ဒီလိုအတည်ပြုချက်တွေထွက်ရှိထားတာတော့မှအချို့သော National Geographic Discovery Channel တွေမှာစတဲ့ documentary တွေမှာပေါ့နော် ဒီရမ်းမြဲကျွန်းကလူသားစားတဲ့မိကျောမိကျောင်းတွေအကြောင်းကိုပဲအဓိကထားရိုက်ကူးကြပါတယ်ဒုတိယကမ္ဘာစစ်တုန်းကကြောက်စရာကောင်းတဲ့တားရဲတွေဆိုပြီးတော့ပဲဖော်ပြခဲ့ကြပါတယ်ဒါပေမဲ့2000 2000တခုနှစ်စတီဗင်ပလက်ရဲ့စုံစမ်းချက်ထွက်ပေါ်လာပြီးနောက်မှာမိကျောင်းတိုက်ခိုက်လို့တည်ဆုံးမှုကစေဦးကနေ15ဦးသာဖြစ်ပြီး အများစုကတော့စစ်အစာရေစာပြက်လက်မှုနဲ့ယောဂဖြစ်ပွားမှုတွေကြောင့်ဖြစ်ခဲ့ကြောင်းအတည်ပြုထားပါတယ်။ဒီလိုအတည်ပြုချက်ထွက်ရှိထားတာတော့မှာအချို့သော National Geographic Discovery Channel စတဲ့ documentary တွေမှာရံပြေကျွန်းကလူသားစားတဲ့မိကြောင်းတွေရဲ့အကြောင်းကိုအဓိကရိုက်ကူးကြပြီးတော့ဒုတိယကမ္ဘာစစ်တုန်းကကျောက်ဆရာကောင်းတဲ့တားရည်တွေဆိုပြီးတော့ပဲဖော်ပြခဲ့ကြပါတယ်။ Hollywood fictional light production တွေမှာလည်းတမိုင်းအမှန်ကိုမဖော်ပြတော့ဘဲခြောက်ရှားစရာဖြစ်ရတဲ့ခုအနေနဲ့တင်ဆက်ခဲ့ကြပြန်ပါတယ်။ဒါကြောင့်မီဒီယာတွေတဲကပြောဆိုနေကြတဲ့ကိစ္စရက်နဲ့အဲတမိုင်းအမှန်ကြားမှာရံပြေကျွန်းကမိကြောင်းတွေကပြောစရာတခုဖြစ်နေသေးပါပဲ။အခုချိန်မှာတော့ရံပြေကျွန်းမှာဒီလိုမိကြောင်းတွေလည်းမရှိကြတော့ပါဘူး။ရှင်ငယ်မိကြောင်းအကြီးအတွက်လည်းမရှိတဲ့လောက်ကိုနှဲသွားတာဖြစ်ပါတယ်။ အချို့တွေပြောဘူးတာကတော့လူရီယာမိချောင်းတရေတွေနဲ့လူအုံဆောင်ပစ္စည်းတွေဖန်တီးလာကြချိန်မှာမိချောင်းတွေကိုဝိုင်းပြီးဖန်ဆင်းခဲ့ကြပါတယ်။တက်ဖြတ်ခဲ့ကြတယ်လို့လည်းဆိုကြပါတယ်။အဲအဲ့ဒီ data နေပြည်သူတွေနေမဟုတ်ဘဲအခြား data ကလူတွေပါလာရောက်ဖန်ဆင်းကြတယ်လို့ဆိုပါတယ်။မိချောင်းမုတ်ဆိုးတွေပေါ့။အဲအခုချိန်မှာအဲ့ဒီနေရာကတဘာဝပတ်ဝန်းကျင်အရာအလွန်စိတ်ဝင်စားဖို့ကောင်းတဲ့နေရာလေ့လာစရာကောင်းတဲ့နေရာဖြစ်ရှိနေပါတယ်။ ဒုတိယကမ္ဘာစစ်တုန်းကရန်ရဲကျွန်းမှာဂျပန်တပ်သားအများအပြားကိုတည်တည်ခဲ့တဲ့လူသားစားမိကြောင်းတွေအကြောင်းကတော့ဒီလောက်ပါပဲ။နောက်နောက်နှาศင်ပြီးလို့ကျေးဇူးတင်ပါတယ်ဗျာ။